ဟယ်လိုအားလုံးပဲမင်္ဂလာပါဘိုးဘောင်မချန်ကနေကြိုဆိုပါရစေဆိုတော့မန်ချက်စတာစီးတီးကိုလီဗာပူးတင်းရဲ့ဘက်က2ဂိုးကိုမရှိနဲ့အဝေးကွင်းမှာရှုံးနိုင်ပြီးတော့ဒီယာဒီသူတို့ရဲ့တရားဒီလုံးအခြေအနေကတော်တော်ကိုဆူဆူဝဝအနေထားကိုကျွန်တော်တို့ရောက်နေတယ်ပေါ့မိပြဖြစ်တဲ့အာနီစလိုအတွက်လည်းပြီးခဲ့တဲ့ကျွန်တော်တို့ဒီ international break နားတော့က ဘာရင်းမြန်ပြင်ဆင်လာမလဲပြင်ဆင်လာမလဲဆိုပြီးတော့အားလုံးကကျွန်တော်မျှော်လင့်နေကြတာတကယ်တော့ပြင်ဆင်လာတာတွေတချို့ကျွန်တော်ရှိတယ်ပေါ့နော်ချင်းခဲ့တဲ့ပုံစံပြောင်းလဲလာတာတွေကျွန်တော်ရှိတယ်ဒါပေမဲ့လို့ထင်တဲ့လောက်အထိမထီရောက်သေးပဲနဲ့အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒါမန်ချက်စတာစီးတီးကိုရှုံးခဲ့တဲ့ပွဲအပြီးမှာရှုံးခဲ့တဲ့ပုံစံကိုကဘာမှမလုံနိုင်ခဲ့ပဲနဲ့ရှုံးနေခဲ့တယ်ဆိုတော့တတော်ကိုပြောစရာဖြစ်လာတယ်ဆိုတော့လေပါဦးပရိသတ်ဒီနေနေရောလက်ရှိအာနီစရောရဲ့အချင်းကြီးဘယ်လိုဖြစ်မလဲကျွန်တော်တို့အများအားဖြင့်ပြောတဲ့အတိုင်းပဲဖလားတစ်လုံးယူပေးထားတဲ့နီးပြကို ဒီလောက်နေတော့အပြောင်းလဲလုပ်လိမ့်မယ်လို့တော့မထင်ဘူးပေါ့နောက်တစ်ခုကဒီနီးပြအတွက်အားဖြည့်ပေးထားတဲ့ကစားမားတွေကိုကျွန်တော်တို့ကြည့်ရင်ရောင်းထုတ်ထားတဲ့ကစားမားတွေကိုကျွန်တော်တို့ကြည့်ရင်သူစိတ်ကြိုက်ပြောင်းလဲပေးထားတယ်ဗျာဒါအပြင်ကျွန်တော်တို့နေပေါ့နော်အပြောင်းလဲတွေ့လဲတန်း900လောက်နီးပါကုန်ကြထားခဲ့တယ်ဆိုတော့ဒီနီးပြအပေါ်မှာလီဗာပူးတင်ကျွန်တော်ဘောနော်တိဆောက်ဖို့ကျူးပန်းနေတဲ့အနေထားကလက်ခံစရာရှိတယ်။အဲ့ဒီတော့ဒီလောက်လေးနဲ့တော့အပြောင်းလဲတွေတော့ကျွန်တော်လုံမှာမဟုတ်ဘူး။ဒါပေမဲ့တည်ရတာတကူကလီဗာပူးတင်းဟာတော်တော်ကိုစူးစူးဝါးဝါးကာလာကိုကျွန်တော်ရောက်နေပါတယ် တခါတလေဆိုလို့ရှိရင်အဲဆိုတချို့တလေဆိုလို့ရှိရင်ဒါတို့ကျွန်တော်တို့ record တွေက2010ခုထိပြန်သွားတာ2012ခုနှစ်ထိပြန်သွားတယ်ဆိုတော့ record တွေပါကျွန်တော်ရှိနေပြီသိတယ်မလားနော်2012ခုနှစ်နောက်ပိုင်းမှာမကြုံမှုတဲ့အရာတွေကိုအာနိဆိုတော့လက်အောက်မှာကြုံရတယ်တို့ဒါမျိုးတွေကျွန်တော်ပြန်ပြီးတော့မြင်လာရပြီဒါဟာ Yagen Club ရဲ့လက်အောက်စိုးဝါလွန်းလာပါတယ်ဆိုတဲ့ကာလတွေမှာတောင်မှမမြင်ခဲ့ရတဲ့အရာတွေပေါ့လက်ရှိ Liverpool တင်းရဲ့ကျွန်တော်နောက်ဆုံးပွဲစဉ်တွေကိုကျွန်တော်ကြည့်ရင် Premier League 5ပွဲမှာသူ4ပွဲထိရှုံးနေထားပါတယ် အက်စတိုမီလာကိုနှစ်ဂိုးဂိုးမရှိနဲ့နိုင်ခဲ့တဲ့ပွဲကလွဲရင်မန်ချက်စတာစီးတီးကိုရှုံးနိမ့်ထားတာဒါအပြင်နောက်ဆုံးပရီးမီးယားလိလေးပွဲကိုရှုံးနိမ့်ထားတာကိုကျွန်တော်ကြည့်ရင်ဒါတော်တော်ကြီးကိုစိုးဝါးလုံးနေပေါ့ကျွန်တော်တို့အဲချန်ပီယံဖြစ်ထားတဲ့ကလပ်တင်တစ်ခုစီကနေပြီးတော့ဒီလို performance တွေမျောလို့မထားဘူးဒီလိုရှုံးပွဲတွေမျောလို့မထားဘူးဘလောက်ထိပဲကျွန်တော်တို့ဘနော်ဘယ်သူက injury ကြုံနေဘလို့ပဲပြောပြောဒီလောက်စိုးဝါးတာမျိုးတွေကျွန်တော်မမြင်ရဘူးဆိုတော့လေပေါင်းအသင်းနေ City ကို3-0နဲ့ကျွန်တော်ရှုံးနေအဲ့ဒီရှေ့မှာတော့ ရီယယ်မက်ထရစ်ကို1စီနဲ့အိမ်ဝင်မှာနိုင်တယ်အက်စတိုမီလာကို2စီနဲ့အိမ်ဝင်မှာနိုင်တယ်ဆိုတော့ဒီကောင်ကြီးပြန်လာပြီလားပေါ့နော်သူတို့ရဲ့ကစားပုံကြီးပြန်ကောင်းလာပြီလားပေါ့ကွင်းလေချစ်လိမှုတွေပြန်မြင်လာရမြင်လာရပြီလားပေါ့ဆိုတော့လည်းပဲမန်ချက်စတာစီးတီးနဲ့တွေ့တဲ့အခါမှာတကယ် reality ကိုသူတို့ဒါပြန်ပြီးတော့မြင်သွားရတယ်တကယ်တမ်းကဒီ real madrid တို့ဘာလို့လို့အသင်းမျိုးတွေနဲ့တွေ့တဲ့ပွဲမှာတော့မှတတော်ကောင်းခဲ့တာပါလေပါဦးတင်ကအခန်းစစ်ကွင်းလေတိုက်စစ်အကုန်ကောင်းခဲ့တာဒါပေမဲ့ manchester city နဲ့ပွဲမှာလည်းကြာရော ဝင်းလေဟာဘောလုံးကိုရှေ့မရောက်တော့တဲ့အနေအထားမျိုးတိုက်စစ်မှာကစားခဲ့တဲ့ရှုကိုအဂတီဂီပဲဖြစ်ဖြစ်ကိုဒီဂပူပဲဖြစ်ဖြစ်စန်တာဖော်ဝဲနေရာကိုနေတဲ့ကစားမကဘောလုံးကိုမရတာနော်ဒါအပြင်အစွန်ကိုရောက်သွားမှပဲဘောလုံးနေပါလေရလာတယ်ပြည်တနာကအဲ့ဒီအစွန်ကနေလည်းဘောလုံးနေပါလေမထွက်တော့တော်တော်လေးကိုအချင်းချင်းစူးသွားခဲ့ရင်လည်းမန်ချက်စတာစီးတီးကိုဒီအသင်းကြီးကဘာမှမလုပ်နိုင်ခဲ့တာဆိုတော့စီးတီးကို3-0နဲ့သူတို့ရှုံးနေရီယယ်မက်ထရစ်ကိုနိုင်တဲ့နောက်ဆုံးပွဲတွေကိုပြန်ကြည့်ရင်နော်အက်စတိုမီလာကိုနိုင်တယ်အဲ့ဒီရှေ့မှာခရစ်စတယ်ပဲလစ်ကို EFN ကတ်မှာကျွန်တော်တို့ဒါသုံးခုအသုံးခုပြည့်သူတို့ရှုံးနေအဲ့ဒီရှိမှာဆိုလို့ရှိရင် Brentford ကို3-2နဲ့သူတို့ရှုံးနေအဲ့ဒီရှိမှာတော့ Frankfurt ကို1-5နဲ့နိုင်တော့ statement performance ပါညာပေါ့အင်းเนาะပြီးလဲပြီးရောကျွန်တော်ရှုံးတော့တာပဲเนาะအဲ့ဒီရှိမှာဆိုလို့ရှိရင်ကျွန်တော်တို့က Manchester United ကို Anfield အိမ်ဝင်ကြီးမှာရှုံးသွားတယ်စဉ်းစားကြည့်ဗျာဘယ်နှစ်တောင်ကျွန်တော်ရှိနေပြီလဲဒီလိုမျိုးတွေမကြုံတာပြီးလဲပြီးရော Chelsea ကို2-1နဲ့သူရှုံးနိုင်ထားတယ် Galatasaray ကို1-0နဲ့သူတို့အဝေးခွင့်မှာရှုံးနေ Crystal Palace ကိုအဝေးခွင့်မှာသူတို့ရှုံးနေဆိုတော့ Liverpool ရဲ့ဘက်က အိမ်ဝင်းတွေကအဝေးကွင်းတွေကဇက်တိုက်ကိုသူတို့ရှုံးတာနော်ဇက်တိုက်ကိုသူတို့ရှုံးနေပြီးတော့တော်တော်ကိုတိုင်ပတ်ထားတာဆိုတော့ဒါကြောင့်ယာစီစားကနေပြီးတော့အခုချိန်ထိကျွန်တော်ပြန်ကြည့်ရင်တော်တော်ကိုလက်မခံနိုင်စရာ performance မျိုးတွေလီဗာပူးကပြထားတယ်ဒီနေရာမှာကျွန်တော်တို့ဟိုဘယ်လိုပြောမလဲလီဗာပူးပြိသက်တီးရတော့ဗျာအာမင်း United ပြိသက်ဆိုတော့ပြောမှာပေါ့ဘာညာတကယ်တည်းကတကယ်တကယ်လီဗာပူးပြိသက်တီးတွေ့ဆိုရင်ပိုလို့တောင်မှဒါမျိုးတွေကလက်ခံနိုင်စရာ performance တွေဟုတ်မနေဘူးအဲကြောင့်လဲဆိုတော့ဒီလိုအခြေအနေမျိုးဆိုတာမျိုးကဒီအသင်းမှာ အမြင်အသိဘူးဗျာတိုက်စစ်မှာဆိုလို့ရှိရင်လည်းပရီးမီးယားလိရဲ့ကျွန်တော်တို့ဒါဟာလန်းပြီးရင်အကောင်ဆုံးကစားမလို့ကျွန်တော်ပြောလို့ရတဲ့အလက်ဇန္ဒားအီဇက်လိုကစားမမျိုးကိုခေါ်ထားတယ်။နောက်ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဘွန်ဒက်စလီကာမှာလုံးဝ thriving ဖြစ်နေတဲ့ center forward တွေကတယောက်ဖြစ်တဲ့ Hugo Agüero ကိုကျွန်တော်ခေါ်ထားပြီးတော့ Florian Vies လိုမျိုးဂျာမန်ရဲ့နော်ကျွန်တော်ဒါ Musiala ပြီးရင်အကောင်ဆုံးကစားမလို့ကျွန်တော်ပြောလို့ရတယ်လို့နော်ဘွန်ဒက်စလီကာမှာဆိုလို့ရှိရင်လည်း number 10ရုပ်ကစားမတွေကအကောင်ဆုံးကစားမတွေကတယောက်ကိုလုံးဝ record signing အနေနဲ့သူတို့ကခေါ်ထားတာ။ နော် record signing နေနဲ့ကျွန်တော်ခေါ်ရတာနော်ပြီးလို့ရှိရင်ကျွန်တော်တို့ premier league မှာလုံးဝထိုးတက်နေတဲ့ fullback တွေကတယောက်ဖြစ်တဲ့ Kagas လို့ကစားမမျိုးကိုကျွန်တော်ခေါ်ထားတယ်။ဒါအပြင်ကျွန်တော်တို့အနေနဲ့ right back မှာဆိုလို့ရှိရင်လည်း Bundesliga မှာတောက်လျှောက်ဆူတို့ GA တွေကောင်းကောင်းလှုပ်ပြနေတဲ့ကျွန်တော် frame bound တို့ကစားမတွေကိုကျွန်တော်ခေါ်ထားတယ်။အဲ့တော့ပြောချင်တာကလက်ရှိ Liverpool team မှာ Salah လိုမျိုးကစားမမျိုးကိုလည်းပိုင်ဆိုင်ထားပြီးသားဆိုတော့စဉ်းစားကြည့်ရင်ဒီ Liverpool team ကဒီလို form မျိုးတွေဂျုံနေရတယ်ဆိုတဲ့မျိုးကဘယ်လိုမှလက်ခံကျင်စရာအခြေအနေမှာရှိမနေဘူးဗျာ။ ဒါကြောင့်မနော်ဂျန်တဲ့ပြိသက်တွေဘလောက်ပဲပြိုပြိုလီဗာပူးပြိသက်တွေကိုယ်တိုင်းကိုယ်ကဒါမျိုးကလက်ခံစရာတခုလို့တွေးထားမနေရမှာဆလော်နဲ့ပတ်သက်ပြီးတော့လက်ရှိမှာအာနီစလော့ကိုဝေဖန်လာကြတဲ့သူတွေရှိတယ်။ကစားမား individuality ကိုဝေဖန်လာကြတဲ့သူတွေကျွန်တော်ရှိတယ်မှန်ပါတယ်။တကယ်တမ်းပြောရလို့ရှိရင်ဟိုအာနီစလော့နဲ့ပတ်သက်ပြီးတော့လည်းဒါလုံးဝသူ့အပြစ်ကင်းတယ်လို့ကျွန်တော်တပြောလို့မရဘူး။ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ယာဒီကချန်ပီယံဖြစ်ခဲ့တာကသူနဲ့မကင်းဘူးလို့ထင်ရင်ဒီယာဒီမှာလဲကြုံနေရတဲ့ယာတွေကသူနဲ့กินတယ်လို့ကျွန်တော်တို့သတ်မှတ်လို့မရဘူး။เนาะဆိုတော့အာနီစလိုအနေနဲ့ ဒီခံစစ်မှုသူလုံးဝလိုချင်ခဲ့တယ်အတင်းတောင်ရှိသူတွေဘက်ကလည်းဂေဟီကိုအရောက်ခေါ်ကိုကျူးပန်းနေပြဿနာကဂေဟီကိုမရခဲ့တယ်လို့ဘဲခံစစ်မှလည်းဆန်ဆန်ဘက်မှာအစမထိုးနိုင်ခဲ့ဘူးခေါ်ထားပါတယ်ဆိုတော့လူငယ်ကစားမလေးပြတဲ့ဆက်ရှိနေရဲ့ဂျူဗနီလီယိုနီကလည်း ACL injury ကံမကောင်းသွားတဲ့သူကြုံသွားရပြီးတော့ကာလာရှိနားတော့မယ်အဲ့တော့လီဗာပူးတင်းဟာတိုက်စစ်ကွန်းလေ full back တီအမှန်ကန်အားဖြည့်ပြီးမဲ့လို့လို့အလိုအဆုံးဆိုတဲ့ပေါ့နော်ကျွန်တော်တို့ဒီဘန်တိုက်တို့ပါတော့ ဒီကလိုင်းဖြစ်လာတဲ့ကာလမျိုးမှာအစာမထိုးနိုင်ဘူးဒါအပြင်ရှိတဲ့ကုနာတေးကလည်းကိုကူကူပြန်ဒုက္ခပေးနေတဲ့ကုအသင်းကိုဒါတွေကိုကျွန်တော်တို့ဂျုံကြည့်ရင်ပြဿနာပေါင်းစုံနဲ့ပေါ့နော်ရလက်တီတမ်းမှုစူးစူးဝါးဝါးတွေဂျုံနေရတာပေါ့လေတိုးတော်လည်းပဲလုံးဝဒီလိုမျိုး performance မျိုးကလက်ခံနိုင်စရာမရှိပါဘူးเนาะနောက်ပိုင်းရလက်တီရဆိုလို့ချင်းတော်တော်လေးကိုစူးစူးဝါးဝါးဖြစ်တဲ့တင်မှာပါတယ်ပရီးမီးယားလိနောက်ဆုံး၅ပွဲမှာ၄ပွဲထိရှုံးနေထားတယ်လို့เนาะ Champions League မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါအချင်းကြီးကောင်းတဲ့အောင်လေးပဲဖြစ်တာဗျာသူများအသင်းတွေလို့တကယ်ကောင်းနေတာမဟုတ်ဘူးဘာလို့လဲဆိုတော့ ရီယယ်မက်ထရစ်ကိုနိုင်နေပေါ့ဒါပေမဲ့လည်းသူတို့တွေဟိုဖရန့်ဖတ်ကိုနိုင်နေပေါ့အဲ့မဲ့ကျွန်တော်တို့တာကြည့်ရင် as to အပါလဲဒီ athletico ကိုလည်းအသေးအတန်ယုံပြီးတော့သူတို့3-2နဲ့နိုင်သွားတာပြီးရင်ကျွန်တော်တို့နေပေါ့နော် galatasaray ကိုလည်းအဝေးခွင့်မှာရှုံးသွားတာဒိုင်းမိုးလေးကိုကျွန်တော်ကြည့်ရင် Champions League မှာဆိုလို့ရှိရင်လည်း Liverpool တင်းကလက်ရှိချိန်ကြီးကိုမှတ်ရထားတယ်ဆိုပေမဲ့လည်းလို့ပေါ့နော်အဲ့လောက်ကြီးကြီးကောင်းမနေဘူးပေါ့တချို့ပွဲတွေကအဲ့တော့ Premier League ပြည်တွင်းမှာတော်တော်ကိုတိုင်ပတ်နေပါတယ် Arsenal တို့အတွက်ဒါတော့မှ EFL Cup ကနေပြီးတော့ထွက်လာခဲ့ရတာကတော်တော်လေးကိုတက်တာခဲ့တယ်လို့ပြောရမယ်မဟုတ်လို့ရှိရင်တော့ပေါ့နော် သူ့အနေနဲ့ဘလုံးမန်းကိုမလွယ်ဘူးဆိုတော့ဒီလိုမျိုးညီကြုံနေရတာကဘာကြောင့်လို့ညီကလို့ထင်ကြတယ်ကျွန်တော်ကတော့ဗောနော်လီဗာပူးအသင်းအနေနဲ့ကျွန်တော်ပြောလို့ပဲအပြောင်းလဲတွေတအားများသွားတယ်ဗျအပြောင်းလဲတွေတအားများသွားတယ်ဆိုတာချန်ပီယံဖြစ်တဲ့ကလပ်အသင်းကိုသူကအလုံးစုံပြောင်းလဲပလက်ချင်တာအာနီစလိုပါနံပါတ်၁သူ့ရဲ့ idea တွေကိုသူကပြောင်းလဲခြင်းတယ်ဘာလို့လဲဆိုတော့ရှေ့ရာသီမှာသူကလက်တွေ့ဆန်တဲ့သဘောနဲ့တွားခဲ့ရပြီးတော့အရာအလုံးဟာသူ့ idea ဟုတ်မနေဘူးပေါ့ကစားမားတွေနဲ့အစဉ်ပြေတာတွေကိုသူဂျူပန်းနေဗောနော်နံပါတ်ဒီရာသီလဲကြောက်ရောသူ့ရဲ့စိတ်ကြအသင်းကိုသူပြောင်းလဲဖို့ဂျူပန်းနေနေရမှာလက်လွတ်တဲ့ကစားမားတွေလက်လွတ်တဲ့ ဒူဂျင်းနဲ့ကစားမတွေပြန်ခေါ်တယ်ဘီလီယံဝက်ချီကျွန်တော်တို့တုံးတယ်ဒါပေမဲ့ဒီလိုဒီလိုမျိုးဆွဆွပြက်ပြက်ကြီးကျွန်တော်ကြုံနေရတယ်လေဘာဦးတင်မှာဒါမျိုးဆိုတာကလုံးဝလက်ခံနိုင်စရာမရှိဘူးเนาะအာနီစလော့အနေနဲ့အတိုင်းအတာတစ်ခုတည်း PR အောက်ရောက်သိမိလို့ကျွန်တော်ထင်တယ်ဒါပေမဲ့လို့ဘယ်မီဒီယာကမှကျွန်တော်အနေနဲ့လေဘာဦးတင်ဖြစ်နေတဲ့ခါကြတော့ဗောနော်ဘာမှကျွန်တော်ပြောဆိုရတာတွေကျွန်တော်မရှိဘူးသိကြတာတစ်ခုကတော့အာနီစလော့ရဲ့ကျွန်တော်ဗောနော်ဂျာဒူးဟာလုံးဝအခုလိုအခြေအနေမျိုးမှာ NDA အောက်ကျွန်တော်ရောက်နေရမှာ เนาะစဉ်းစားကြည့်ပါကျွန်တော်တို့နေအဆင့်ရှိမှာလာမန်ချက်စတာယူနိုက်တက်ရဲ့လက်အောက်မှာရှိနေတယ်ယူနိုက်တက်အောက်မှာရှိနေတယ်တန်900လောက်ထိတုံထားပြီးတော့ဒါဟာချန်ပီယံဖြစ်ထားတဲ့ကလပ်တင်တစ်ခုစီကနေပြီးတော့ဘလူးမန်လက်ခံနေစေ performance မျိုးဟုတ်မနေဘူးအာနီစလိုအနေနဲ့မန်နေဂျာယာရူကနေပြုတ်ဖို့နဲ့ပတ်သက်ပြီးတော့တကယ်တမ်းကဖိအားတွေပါတယ်အောင်ရောက်တင်နေပြီဘာမှကျွန်တော်မြင်မနေရဘူးဆိုလေဘောက်တင်ပရိသတ်ဒီနေရောဒါဟာလုံးဝလက်ခံနိုင်စရာလို့ညီကလူယူဆကြလားနော်ဆွေးနွေးကြပါဦးတော့တဲ့အဓိကပြဿနာတွေကဘာတွေဖြစ်မယ်လို့ထင်ကြလဲအားလုံးကိုကြည့်ကြည့်များကြည့်ပါမယ်